တနေ့ကနေနေမွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကနေ30ရက်နေ့အတွင်းဟာဘဝကံမြန်မာသောကာလတစ်ခုဖြစ်သလိုမြတ်တာရေကံကောင်းမယ်စူပါလုံငန်းချိုးပေးမယ်အမျိုးသမီးမိတ်ဆွေကြီးကဲတူထံမှာကောင်းသောကုညီရရှိမယ်မိသားစုနဲ့ပတ်သက်တဲ့ကောင်းသတင်းချုံမယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လည်ဆုံစည်းမယ်ခီးကိစ္စဥတီကျပြောင်းပြီးလုပ်တဲ့ကိစ္စတွေဆင်ပြေမယ် တလကြကြဆိုင်ကထားတဲ့လူတွေကိုရှေ့တုလုပ်ခဲ့ပြီးတော့ကောင်းသောကျိုးဆက်ကိုရရှိဖဏိနိုင်တဲ့နေသားရှိတယ်။နှစ်ဆနှစ်နှစ်မှာကောင်းသောကံကြမ္မာပွင့်မယ်၊လူရပြည့်စုံမယ်၊မိကောင်းဆွေကောင်းထောက်ကူရမယ်။နှစ်ဆသုံးရနှစ်မှာခီးသွားရဲ့အကျိုးရှိတယ်၊သွန်လေးကစားညနေ၃နိုင်နဲ့၄နိုင်ခွဲအတွက်မှာ အရှိတောင်ရကုတီသွားဇန်နေဖြစ်တတ်တော့ယူဆက်ရမယ်။၂၄ရနှစ်ကတော့ အရာရာစင်ပြေခြင်းကံကောင်းခြင်းလိုရာပြည့်စုံခြင်းနဲ့ဘဝတွတ်တဲ့ခြင်းကိုကြုံမယ်25ရက်နေ့မှာကတိပြည့်တဲ့သူတွေနဲ့တွေ့တတ်တယ်ရာတိုက်ခန်နေနဲ့တွေ့တတ်တယ်26ရက်နေ့မှာထူးထူးခြားခြားကံပြောင်းလဲတွေရှိမယ်ရည်မှန်းချက်သစ်တွေရှေ့ထုတ်လို့လို့ကြိုးပေးတယ်29ရက်နေ့မှာရပိုင်ခွင့်တွေပြန်လဲတောင်းဆိုနိုင်တယ်အခက်အခဲဖြေရှင်းရကြိုးပေးတယ်28ရက်နေ့ကလက်ပွင့်ကံပွင့်လိုရာပြည့်စုံခြင်းကိုကြုံမယ် 29ရက်နေ့မှာ၈ရက်ကုန်ဒီသာဆယ်နေရှိတတ်တယ်။မနေ့9ရက်နေ့ခွဲနဲ့9ရက်အတွင်းအသွားလာနေတိုင်းဂယုဆက်ရမှာဖြစ်တဲ့ရံပတိဘက်ကနေလည်းထိတ်တဲ့အတွက်တွေ့လိုက်ပါလေ။30ရက်နေ့ကစာရဆရာကိစ္စငွေကြေးကိစ္စစကားပြောရတဲ့အဲဒီနေ့မှာလက်ပွင့်မယ်ဓနသိတိတခါစမ်းရှင်တဲ့နေ့တစ်ခုဖြစ်တယ်။ငွေကြေးပေးယူကိစ္စတွေမှာညင်မပွားရအောင်ကိုကရွှေရောင်တွေကြည့်ငွေရောင်တွေကြည့်ဒီခုနဲ့ဒီခုချိန်တွေပြီးနေစောင့်တာရမယ် ကံနဲ့ဖွင့်သွားမယ်စီပါးနဲ့ဖွင့်သွားမယ်သုံးဆက်တည်းနည်းကတော့အတိုက်ခံနေကြတဲ့ထိုးပေါက်ပြီးလိုရာပြည့်စုံဆောင်ရနိုင်တဲ့နေ့တစ်ခုဖြစ်ပါတယ်တနင်္လာနေ့ကနေ့သောကြာနေ့မွေးစုတွေကောင်းကျိုးပေးပြီးတော့ကြာသပတေးနေ့စနေနေ့မွေးစုများကြောင့်စိတ်နှောက်ရှက်ဖြစ်တတ်ပါတယ်အပြာရောင်ဖဲရောင်နေရောင်တို့ကိုသုံးပေးပါ369ခန်းတွေကိုသုံးပေးပါကောင်းခြင်းကံကြမ္မာများရစေရန် နေနိဗ္ဗာန်မှာရှိတဲ့ကလေးစင်ငယ်တို့ကို မုံအဟာရဝေမျှကျွေးမွေးလူတန်းချင်းပြုပေးပါတနင်္ဂနွေနေ့ပွဲသူအားလုံးတို့ဟာအောက်တိုဘာ22 23 24 25 26ရက်တွေမှာကောင်းစီကောင်းလျှော်ပြုလို့ရတယ်အကြီးကဲဖြစ်မယ်အချမ်းစီအောင်မြင်မယ်နှစ်သက်ရရက်မှာကောင်းစီကောင်းလျှော်ပြုကြပါ ကျေးဇူးတင်ပါတယ်နင်းလာနေပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ရက်နေ့30ရက်နေ့တော်တွင်ကာလဟာအပြောင်းလဲတဲ့ဒုတက်မှုတွေကိုဖန်တီးနိုင်တယ်ရှင်းပန်းချက်စစ်တွေကိုလက်တွေ့ကောင်းတဲ့ဖွင့်နိုင်တယ်မူလစီစဉ်ထားခြင်းမရှိဘဲရုတ်တရက်ပေါ်ပေါက်လာတဲ့အခြေအနေကိုသုံးချပြီးအောင်မြင်မယ်လူမျိုးပဲကြိုးပမ်းမယ်ရောင်းမဝယ်မှဖြစ်တတ်တဲ့ငွေချီးပစ္စည်းချင်းကားရင်ဆုံးသွားတတ်တယ် အမေဖွားတို့ကျမ်းမအေးချူကြမယ်ကိုတိုင်တွင်၎င်းမိသားစုတွင်ကခရီးကိစ္စအစဉ်ပြေမယ်ပြည်တွင်းသမကပြည်ပခီးတွေသည်စင်စင်အောင်မြင်နိုင်ခြင်းရှိမယ်နဆနေရနေ့မှာကောင်းသောပြောင်းလဲမှုနဲ့တိုးတက်မှုတွေရရှိပြီးတော့အလိုရှိရာပြည့်စုံခြင်းတွေရှိမယ်23ရက်နေ့မှာငွေချေးကံကောင်းမဲ့လက်ပွင့်မဲ့လိုရာပြည့်စုံမဲ့24ရက်နေ့မှာဥတီကျဲတဲ့နဲ့လောကကြီးနေရဲ့ ကောင်းသောအကျိုးပေးမှုတွေရှိမယ်။ယံနဲ့ထိတိုက်တွေ့မယ်။25ရက်နေ့မှာပေါ်လာတဲ့ခွင့်ရည်တွေကိုလက်တွေ့သုံးချပြီးအစဉ်ပြေခြင်းနဲ့တိုးတက်ခြင်းရှိမယ်။26ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရခြင်းရှိမယ်။29ရက်နေ့မှာအရာရာအစဉ်ပြေခြင်းတိုးတက်ခြင်းလိုရာပြည့်စုံခြင်းတွေရှိမယ်။28ရက်နေ့မှာငွေကြေးကံလုပ်ငန်းကံတက်လန်းပေါ်မယ်။စီးပွားကံတိုးတက်မှုရှိမယ်။အလုပ်ဖို့တွေကြုံမယ်။29ရက်နေ့မှာစိတ်ရှုပ်ထွေးစရာနဲ့ ထင်မှားစရာတွေဖြစ်ရှင်းရမယ်30ရက်နေ့ကတော့ပျော်ရွှင်ချမ်းမြေ့စရာနဲ့စိတ်အေးချမ်းသာစရာတွေကြုံမယ်30တရက်နေ့မှာခီးကံလုပ်ငန်းကံဘဝကံတိုးတက်ခြင်းတွေရှိမယ်20 23 24 25 26ရက်ဆက်တိုက်အဲ့ဒီရက်တရားခေါင်းစည်းခေါင်းချုပ်ပြည့်ရအမှန်တန်ကောင်းတဲ့ရက်တွေဖြစ်ပြီးတော့23ရက်နေ့အဲ့ဒီနေ့မဟာရကျမ်းနဲ့တိုက်ဆိုင်တယ်အဲ့ဒီနေ့မှာအရှိတော်ရကုန်တည်သွားစဉ်အနေရှိတတ်တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအသွန်လာနေထိုင်ကျူးဆက်ရမယ် 29ရက်နေ့မှာနဂဘောရက်ဖြစ်ဖြစ်ရှေ့ရက်ကိုတည်သွားစဉ်နေရှိတဲ့တယ်မနေ့ခွန်နိုင်ခွဲနဲ့ကိုးနိုင်တွင်သွားလာနေထိုင်ကြည့်ဆက်ရမှာဖြစ်ပါတယ်30ရက်နေ့ဒနာသိတိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ်အဲ့ဒီနေ့မှာငွေကြေးကိစ္စအတွက်ပြောဆိုဆောင်ရွက်ခြင်းတွေမှန်သမျှအောင်မြင်ကြိုးပမ်းခြင်းကိုရရှိနိုင်တယ်ကြာသာပတိနေ့ဗုဒ္ဓနေ့စနေနေ့မွေးစုတွေကောင်းကျိုးပေးတယ်တနင်္ဂနွေတင်းလာမွေးစုများကြောင့်စေနာရှင်တွေဖြစ်တတ်တယ် အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုသုံးပါနှစ်ခုကိုကနန်းနေကျိုးပေးပါလေ။တပြေညွတ်တညွတ်ကိုအမွေးနှံသာပဲပြန်ပြီးအမြင့်တန်နေရာမှာတင်ပြီးလိုရာဆူတောင်းမှာဆူတောင်းပြပါလိမ့်မယ်။ကျေးဇူးတင်ပါတယ်။ခင်ဗျာနေ့မွေးသူအားလုံးမင်္ဂလာပါ။2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့31ရက်နေ့အတော်တွင်မှာရံများမယ်တိုက်ခတ်များမယ်စေတနာဝေဒနာဖြစ်တတ်တယ် စကားမှားတတ်တယ်။ရှောင်းမဝင်မှဖြစ်တတ်တယ်။အလောတကြီးဝယ်ယူခြင်းမဖြစ်ရဘူး။အရင်းနှီးများတဲ့လုပ်ငန်းတွေစတင်ခြင်းမဖြစ်ရဘူး။လုပ်တဲ့စလုပ်ငန်းရတွေကိုထိန်းချုပ်ပြီးလုပ်ရမယ်။ဝေဖန်သူများနောက်ဆက်သူများသတိရှိရမယ်။ပြောမှဆိုမှမဖြစ်အောင်ထိန်းပေးရမယ်။22ရက်နေ့ကရန်တိုက်ခံတွေများတဲ့နေ့ဖြစ်တယ်။23ရက်နေ့မှာ ရှင်ပြန်မှုမှသမျှအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းတွေရှိမယ်။ 24ရက်နေ့မှာငွေကြေးကံဒုက္ခကံဘောကံတိုးတက်ခြင်းနဲ့အောင်မြင်ခြင်းတွေရှိ25ရက်နေ့မှာငွေကြေးကံကောင်းမယ်ခရီးကံကောင်းမယ်ပြောင်းလဲမှုနဲ့တိုးတက်မှုရှိမယ်26ရက်နေ့မှာရန်နောက်ဆက်နဲ့ခက်ခဲတွေကြုံမယ်29ရက်နေ့မှာဥတီကျက်သစ်နဲ့လောကကြီးရဲ့နှစ်သာရကောင်းကျိုးရရှိမယ်28ရက်နေ့မှာစိတ်ကူးသစ်တွေလောကနဲ့ရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ် 29ရက်နေ့မှာအထူးကောင်းသောနေသားနဲ့တွေ့တဲ့တဲ့ကံနေပေါ်မယ်30ရက်နေ့မှာရှင်ပြန်မှုမှမြအောင်မြင်ပြီးတော့တက်လန်းရရှိမယ်31ရက်နေ့သူတစ်ပါးကြောင့်ကိုယ်ရည်ပဲချက်တွေနှောင့်နှေးခြင်းခြုံနိုင်ပါတယ်ဒီကံလာတော်တွင်မှာအောက်တိုဘာ20 22 24 25 26အဲ့ဒီရက်တွေအားလုံးဟာခေါင်းစည်းခေါင်းစုံပြည့်ရတဲ့အင်မတန်မြင့်မြတ်တဲ့နေ့ဖြစ်တဲ့အဲ့ဒီနေ့တွေမှာ ကောင်းစီကောင်းရှောပြုတ်ရဲ့အကြီးကဲဖြစ်တဲ့အရာရာစင်ပြေတဲ့လုံးသမျှအောင်မြင်မဲ့ဓာတ်ကိုရစေတယ်။တတိပေးကျင်တာက23ရက်နေ့မှာအရှိတောင်ရက်ကိုသွားစရာနေဖြစ်တတ်တယ်။ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သတိထားရမယ်။26ရက်နေ့မှာအရှိရက်ကိုတည်သွားစရာနေဖြစ်တတ်တယ်။မနေ့9နိုင်ခွဲနဲ့9နိုင်ကြာပို၍သတိထားရမယ်။ 30ရင်းနေရတော့ဒနာဒိဋ္ဌိနက္ခစမ်းရှင်တဲ့နေ့ဖြစ်တယ်။အဲ့ဒီနေ့မှာပိုက်ဆံငွေကြေးတို့အဟောင်းဆုပ်တွေကိုကတ်ပြီးတော့တေချာပြန်ပြီးတော့စနစ်စရာသိမ်းဆိတ်လိုက်ပါ ထူးခြားတဲ့ကံကြမ္မာလေးတွေပေါ်ပြီးတော့လက်ပွင့်လာနိုင်ပါလေဒီကာလအတော်တွင်းမှာဇာတပတိနဲ့ဗုဒ္ဓနဲ့တနည်းလာနဲ့မွေးသူတွေကောင်းကျိုးပေးတယ်တနည်းငယ်တွေနဲ့အင်္ဂါနဲ့မွေးသူများဒုက္ခပေးတတ်တယ် အဖြူစိမ့်မိကိုရောင်တော့ကိုတုံးရွယ်အလိုရှိရာကိစ္စများ ဆောင်ရွက်ပါတင့်ငါကုကနန်းနေအကျိုးပေးပါတယ်။ကောင်းခြင်းကံကြမ္မာများရစေရန်အတွက် နေရင်နီးပါးမှာရှိတဲ့သက်ရွယ်ကြည်ရင်သူတို့ကိုအဟာရစေဝါများလှူဒန်းခြင်းပြုပေးပါ။ကျေးဇူးတင်ပါတယ်။ဘုထုနဲ့မွေးသူအားလုံးမင်္ဂလာပါ။၂၀၂၅ခုနှစ်အောက်တိုဘာလ၂၂ရက်နေ့ကနေ 31ရက်နေ့အတော်အတွင်းမှာဘဝရည်မှန်းချက်အောင်မြင်မယ်အရေးပါတဲ့ခြေလှမ်းစစ်တွေစတင်နိုင်တယ်အပြောင်းရွှေ့ပြောင်းလဲရှိမယ်အကြံသိအောင်မြင်မယ်အခက်အခဲဖြေရှင်းနိုင်မယ်ရပ်တန့်တဲ့လုပ်ငန်းတွေပြန်လဲစတင်နိုင်တယ်ရည်မှန်းချက်စစ်နဲ့ဘဝတိုးတက်မှုစစ်တွေကိုဖန်တီးနိုင်တယ်20ရက်နေ့မှာအလုံးစစ်ရည်မှန်းချက်စစ်တွေအောင်မြင်မယ်23ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတ်တိုက်တွေ့တတ်တယ်အဲဒီနေ့မှာသွားလာကြည့်ဆိုင်ရမယ်အဓိက အရှိတောင်ရက်ကိုဒီသွားစရာနေရှိတဲ့တဲ့ညနေ3နိုင်နဲ့4နိုင်ခွဲတွင်သွားလာကြည့်ဆက်ရမယ်24ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတိုးတက်ခြင်းကံကောင်းခြင်းတွေရှိ25ရက်နေ့မှာရှင်ပြိုင်မှုမမြောင်မြင်ခြင်းနဲ့အစ်မြင့်သောဘဝကိုရရှိနိုင်ခြင်းချုံမယ်26ရက်နေ့မှာပြဿနာဟောင်းတွေဖြေရှင်းရမယ်ဉာဏ်နေနဲ့ထိတ်တိုက်တွေ့တတ်တယ်29ရက်နေ့မှာတော့စိတ်ချမ်းမြေမယ်အရာရာဆင်ပြေမယ် အမျိုးသမီးမိတ်ဆွေဒုထာမှကူညီရနိုင်မယ်28ရက်နေ့မှာအပြောင်းလဲတဲ့တိုးတက်မှုကံတွေရှိတယ်ခက်ခဲကြတာတိုးတက်မှုကိုဖန်တီးနိုင်တယ်29ရက်နေ့အရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်သို့သော အရှိရကူတည်သွားစရာတွေရှိတဲ့မနေ့9ရက်နေ့ခွဲနဲ့9ရက်တွင်သတိထား30ရက်နေ့မှာစိတ်နှောင့်ချက်တွေများမယ်အတိုက်ခံတွေများမယ်ဒနာသိတိနက်ခတ်နဲ့စမ်းရှင်တဲ့နေ့ဖြစ်တဲ့အတွက်ပတ်စံကြွေစိတ်တစေကိုမွေးနှံသာပြပြပြီးစောင့်ထားပြီးလိုရာဆောင်ရွက်ပါ သောဇတ်တရားနေ့ကတော့ထူးခြားတဲ့ပြောင်းလဲနဲ့တိုးတက်မှုတွေရှိတယ်။ဥတီချက်စစ်တွေနဲ့လောကန်ဆင်ပြေခြင်းတွေကိုကြုံမယ်။တနင်္လာနေ့ကနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်။တနင်္ဂနွေစနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။၁6ခုကနန်းနေ့ကျိုးပေးတဲ့အဝါရောက်အပြာရောက်နုံးညောင်နဲ့သုံးပြီးလိုရှိရာကိစ္စတွေဆောင်ရွက်နိုင်ပါတယ်။အောက်တိုဘာ20နေ့23 24 25 26အဲ့ရက်တွေက ကောင်းစေမင်္ဂလာရက်ကောင်းရက်မြတ်များဖြစ်ပါれ20ရာရက်ကိုရွေးချယ်ပြီးကောင်းစေမင်္ဂလာပြုခြင်းဖြင့်အခြေခဲဖြစ်ရောက်ခြင်းဉာဏ်ကင်းခြင်းတိုးတက်ခြင်းတို့ကိုရရှိစေလိမ့်မယ်ကောင်းသောကံကြမ္မာများရစေရန်တို့ကအဝါရောင်ပန်းဝင်းတို့ဖျားကလူပူဇော်ပြီးလိုရာဆုတောင်းနိုင်ပါれကျေးဇူးတင်ပါれကြာသာပတင်းနေမွေးသူအားလုံးမင်္ဂလာပါ2025 အောက်တိုဘာလ22ရက်နေ့ကနေ31ရက်နေ့တော်တွင်မှာနာမည်အောင်မြင်မှုတွေကိုဖန်တီးနိုင်တယ်။လုံသမျထင်ရှားကြော်ကြမယ်။ရသမျငွေပြန်သုံးရတဲ့တဲ့။စူဆောင်းထားတဲ့ငွေတွေသုံးဆွဲရတဲ့တဲ့။အလုတ်တွေတိုးချက်အောင်မြင်မယ်။ရှင်ပြန်မှုမှသမျှအောင်မြင်မယ်။ဘဝတိုးတက်မယ်။22ရက်နေ့မှာအလုတ်ဘုကိစ္စဘုရေကြုံမယ်။ကိုယ်ကိစ္စသမကသူတစ်ပါးကိစ္စတွေကိုလောက်ရနေမယ်။ 23ရက်နေ့မှာပြဿနာဟောင်းနေပြန်လဲဖြေရှင်းရနေမယ်အဲ့ဒီနေ့မှာမတော်တဆနေကျူဆက်ရမယ်အရှိတောင်ရကုတီသွားစရာနေဖြစ်တတ်တယ်ညနေ3နိုင်နဲ့4နိုင်ခွဲအတွင်းမှာအသွာလာနေထိုင်ကျူဆက်24ရက်နေ့မှာအရေးပါတဲ့ဆုံးဖြတ်ချက်ချမှတ်ရမယ်လုပ်ငန်းစီတွေစတင်ရနေမယ်25ရက်နေ့မှာရပိုင်ခွင့်တွေလက်ဝယ်ပြန်ရမယ်အခက်အခဲအလုံးကိုကြော်သားနိုင်မယ်26ရက်နေ့မှာ ဝေကြီးတံကောင်းခြင်းလက်ဖွင့်ခြင်းကိုကြုံမယ်28ခုနှစ်မှာရှင်ပြန်မှုအောင်မြင်ခြင်းနဲ့ဘဝတိုးတက်ခြင်းနှစ်သာရကိုရမယ်28ရက်နေ့မှာသူတစ်ပါးကြောင့်ကိုယ်ရွယ်ချက်နှောင့်နှေးမယ်29ရက်နေ့ကအရာရာအစဉ်ပြေမယ်သို့တော့အရှိရကုန်တည်သွားစဉ်နဲ့ရှိတတ်တဲ့မနဲ့ခွန်နိုင်ခွင်းနဲ့ကိုယ်နိုင်တွင်ကိုသတိထားရမယ်30ရက်နေ့မှာအထူးကောင်းသောကံကြမ္မာရှိပြီးတော့အဲ့ဒီနေ့ဒနာသိတိနဲ့ကဆန်းရှင်တဲ့နေ့ဖြစ်တဲ့ပိုက်ဆံ နပတ်ကိုးကနန်းနဲ့ဆုံးတဲ့ပိုက်ဆံတရက်ကိုလူနဲ့စောင့်တားပေးပါ31ရက်နေ့မှာထူးခြားတဲ့ဆုံးဖြတ်ချက်နဲ့ဘဝတိုးတက်မှုတွေကိုဖန်တီးပြီးတော့မူလနေထိုင်နေပုံမြင့်တဲ့ဘဝအခြေအနေတစ်ခုကိုဖန်တီးရယူနိုင်တဲ့အနေထားကောင်းကိုကျုံမယ်တနင်္လာနေ့အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေနေ့တောက်ကြနေ့မွေးသူများကြောင့်စိတ်နှောက်ရှက်ဖြစ်မယ်၈၆၉ကနန်းနေ့ကျိုးပေးတယ် အနဲ့ရောင်အပြာရင့်ရောင်နဲ့ပြောင်နေကိုအချိုးပေးတဲ့ရောင်တွေဖြစ်သောဆွဲနိုင်တယ်။အောက်တိုဘာ20ရက်နေ့23 24 25 26ရက်နေ့တွေမှာနှစ်သက်ရာရက်ကိုရွေးပြီးတော့ခေါင်းဆေးခေါင်းဆော်ပြုပါ ဖုံးကန်ချက်စီရေတိုးဝပြီးအကြီးကဲနေအောင်ရောက်တတ်တယ်တဲ့လက်တွေသုံးချနိုင်ပါလေကောင်းကျင်ကံများရစီရစပယ်ပန်းဖျားလူပေးပါကျေးဇူးတင်ပါတယ်။တောင်းချာနေမွေးသူအားလုံးမင်္ဂလာပါ။ 2025ခုနှစ်အောက်တိုဘာလ22ရက်နေ့နေ့31ရက်နေ့တော်တွင်မှရပိုင်ခွင့်နေ့လက်ဝဲပြန်ရမယ်ရင်းနှီးသူများနဲ့စကားများတဲ့အခက်ခဲဖြစ်ရှင်းနိုင်မယ်လူမျိုးခွဲအကျိုးပေးမယ်အရဝေးရကောင်းသောသတင်းစကားကြုံမယ်ကာလတန်ကြာဆိုင်းငံ့တဲ့လူတွေပြန်လဲစင်ပြောင်းလုပ်နိုင်မယ်ဝေးကွာနေတဲ့သူတွေနဲ့ပြန်လဲဆုံစည်းနိုင်တယ်ငယ်ပေါင်းငယ်မိတ်ဆွေတွေနဲ့ပြန်လဲစုစည်းမှုလမ်းကြောင်းပေါ်ပေါက်တယ်22ရက်နေ့အရာရာကောင်းသောနေ့လုံးသမျှအစဉ်ပြေမယ်23ရက်နေ့ ဝေးချေကလုပ်ငန်းကအစားကောင်းမယ်မတော်တဆနဲ့ကျူးဆက်ရမယ်အရှိတောင်ရက်ကုန်တည်သွားစေနေရှိတဲ့ညနေ3နိုင်တဲ့4နိုင်ခွဲတွင်သွားလာကျူးဆက်24ရက်နေ့မှာအပြိုင်ဆိုင်ရှားမှတိုးတက်မယ်လူရပြည့်စုံမယ်ဘဝတိုးတက်မယ်25ရက်နေ့မှာရန်တိုက်ခံနေတဲ့ထိတိုက်တွေ့မယ်စိတ်ပင်ပန်းလူပင်ပန်းဖြစ်မယ်26ရက်နေ့မိကောင်းဆွေကောင်းထောက်ကူရမယ်စူပေါင်းလုပ်ငန်းကျိုးပေးမယ်29ရက်နေ့မတော်တဆထိခိုက်မှန်တွေကျူးဆက်ရမယ်ရန်ပြိုင်ဆိုင်ရှားမှ တိုးတက်မယ်ပစ္စည်းပြောက်တတ်တယ်28ရဲ့နေမှာငွေကြေးလတ်လာပါဥစ္စာဒနာဖွင့်ပြောမယ်လူပြည့်စုံမယ်29ရဲ့နေမှာသွားလာထူးပြုတ်ယူဆရမယ်အရှိရောက်ကိုဦးတည်သွားစရာနေရှိတတ်တယ်မနေ့9နိုင်ခွဲနဲ့9နိုင်အတွင်းမှာသတိထားရမယ်30ရဲ့နေမှာအရာရာကံကောင်းခြင်းလူရာပြည့်စုံခြင်းဘဝတိုးတက်ခြင်းကိုကြုံမယ်30ရဲ့နေမှာဥတီချက်ပြောင်းပြီးလုပ်တဲ့ကိစ္စမှန်သမျှမှာထူးခြားသောတိုးတက်မှုကိုရရှိမယ်၂၂ရက်နေ့၂၃၂၄၂၅၂၆ရက်နေ့တွေမှာ ခေါင်းစည်းခေါင်းချုပ်ပြုပါကြီးခဲ့သောဘဝကိုရတတ်တဲ့ခဲခဲကြုံလွားနိုင်တယ်30နှစ်သဒ္ဒသိတိနှစ်ခတ်ဆန်းရှင်တဲ့နေ့မှာနံပါတ်9ခန်းနဲ့ဆိုးနဲ့ပိုက်ဆံတရွက်ကိုယူပြီးလူနဲ့ဆောင်ပေးပါဒီကာလတော်တွင်မှာတနင်္ဂနွေနေ့သောကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တနင်္ဂနွေကြာသာပတိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်ခုကိုကနန်ချိုးပေးတယ်အဖြူစိမ့်မိကိုရောင်တို့ကိုဝိစင်သုံးဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်ပါ မျက်နှာသုတ်ဘွားအဖြူတထဲကိုသံဃာတော်ကိုလှူဒန်းလိုက်ပါကျေးဇူးတင်ပါတယ်စနေနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်အောက်တိုဘာလ22ရက်နေ့ကနေ31ရက်နေ့အတောတွင်မှာရှင်ပြန်မှုမှမြအောင်မြင်မယ်ဘဝတိုးတက်မယ်ခက်ခဲအားလုံးကျော်လွှားနိုင်တယ်ကောင်းသောအမြင်ကျော်ကြားခြင်းကိုရရှိမယ်ဘဝကံတလန်းပေါ်မယ်ဝေးကွာသူတွေနဲ့ပြန်လည်ဆုံစည်းနိုင်တယ်မယောင်းဆွေအောင်နဲ့ပြန်လည်ဆူစည်းနိုင်တယ်မြတ်တာဟောင်းများပြန်လည် ကောင်းခြင်းကံကြမ္မာဖြစ်ပေါ်နိုင်တယ်။နှစ်ဆနှစ်နှစ်ကထူးခြားတဲ့ကံပြောင်းလဲနဲ့တွတ်တဲ့မှုတွေရှိမယ်။လौဇမြအောင်မြင်ခြင်းကိုကြုံမယ်။23ရက်နှစ်မှာစိတ်နှောင့်ချက်တွေများမယ်၊ရံများမယ်၊တိုက်ခတ်များမယ်။အရှိတောင်ရကုန်တည်သွားစရာနေရှိတတ်တယ်။ယနေ့3နိုင်နဲ့4နိုင်ခွဲတွင်သွားလာနေတဲ့ကုဆန်း24ရက်နှစ်ကစိတ်ချမြင့်စရာနဲ့တွတ်တဲ့မှုတွေရှိမယ်။စုပေါင်းလုပ်ငန်းကျိုးပေးမယ်။25ရက်နှစ်မှာအရဝေးရနေကောင်းတဲ့ရင်ကြုံမယ်။ အိမ်မက်မဲ့ရင်တွေးရင်ထင်ရင်မှန်တတ်တယ်အိမ်ဒီမှာထူးခြားတဲ့စွမ်းပေါ်နေတယ်26ရက်နေ့မှာငွေကြေးကလက်လာပတ်ကထူးထူးခြားခြားကောင်းမယ်29ရက်နေ့ကအခက်ခဲအလုပ်ကိုကြောသွားပြီးဘဝတိုးတက်ပြီးအဆင်မြင့်တဲ့နေထောင်ရောက်မယ်28ရက်နေ့မှာရပိုင်ခွင့်နဲ့လက်ဝယ်ပြန်ရမယ်ဆုံးဖြတ်ချက်တွေမှန်မယ်29ရက်နေ့ကအခက်ခဲတွေကြောလာနိုင်တယ်အရဝေးနဲ့ဆက်ဆက်မှုတွေကြိုးပြီးတယ် အရှိယကုတီသွားစင်နေအနည်းရှိတတ်တယ်မနေ့ခွန်နိုင်ခွဲနဲ့ကိုးနိုင်တွင်သတိထားမယ်သွားတာ30ရင်းနေ့ကတော့ထူးခြားစွာကောင်းသောကံနဲ့တွတ်တက်တဲ့နေ့ဖြစ်တယ်အဲ့ဒီကဒနာသိတိနဲ့ကစမ်းရှင်တဲ့နေ့ဖြစ်တယ်ပက်ဆန်ဆုပ်တစ်ခုကိုသေချာပြုပြင်ပြီးလူနဲ့ဆောင်လိုက်ပါထူးခြားတဲ့ကံတွေပေါ်ပေါက်ပြီးရပိုင်ခွင့်တွေပြန်ရလာမယ်30ရင်းနေ့မှာအလုံးစုံကောင်းမယ်အပြိုင်ဆိုင်အလုံးကိုကြော်မယ်ဘဝလိုလားခြင်းနဲ့ချိန်မှန်းချက်တွေကိုရှေ့ထိုးဆောင်ရနိုင်တယ် တနေ့လာနေစောင့်ကြံနေစနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်တနေ့ကတွင်နေပုထုနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နှစ်လေးကိုကနနေ့ကျိုးပေးတယ်အညိုရောင်ပြာရောင်မိခိုးရောင်တွေကိုသုံးပြီးလိုရာပြည့်စုံနိုင်တယ်22 23 24 25 26ရက်နေတွေကနှစ်သက်ရက်ကိုယူပြီးခေါင်းစည်းခေါင်းလျှော်ပြုပါထူကြသောမင်္ဂလာရှိပြီးအကြီးအကဲအဆင့်ကိုရောက်တဲ့ဖုံးကံကြီးမားသွားမယ်လို့ဆိုရိုးရှိတယ်လက်တွေ့သုံးချနိုင်တယ် ကောင်းခြင်းကံကြမ္မာများရစေရန်အိမ်နိဗ္ဗာန်မှာရှိတဲ့အသက်ရွယ်ကြီးရင်သူတို့ကိုစေဝဟာရဒါနပြုပေးပါကျေးဇူးတင်ပါတယ်